ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့ဘာဝကမလင်လောက်ပြပေးတော်လဲမဟာနာယီအဖြစ်မိကြသေးဘူးဗျစကြသေးသည်တဲ့စသည်ပြောကြပါလိမ့်မတည့်တဲ့မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ပြည့်ရည်နဲ့ တော်လိုင်းရဲ့အဖွဲတွေဘယ်အဖွဲကိုမစုဘယ်နေရာမှာမစုပြေဆုံးဆွေးနွေးမယ်ဆိုတဲ့သတင်းပေါ့ဒီသတင်းထွက်လာတာဟာအန်တန်စင်ကိုစားကြအောင်လေပေါ့နော်တကယ်တော့ PDF တွေကိုစကားနဲ့ထည့်မပြောခြင်းဆုံးကစစ်ကောင်စီဖြစ်တယ် PDF တွေကိုနော်လူရမသွင်းခြင်းဆုံးကစစ်ကောင်စီဖြစ်တယ်ဒါပေမဲ့တပြေးပြေးနဲ့ဒီလေးနှစ်မှာအနာသိန်းကစားစားပြီးမင်းတို့ PDF တွေကိုဘလို့လုတ်လိုက်မှာလို့အချိန်တိုင်းဘလို့ဖြစ်သွားမှာလို့អော်ခဲ့တယ်ဘုံမတတိုင်းနဲ့နော်ဒီဝန်ကြီးချုပ်များဟိုဘုံမူးကြီးအစင်အလောက်ရှိတဲ့လူများကလည်း အချိန်လုံးကတော့အဲ့ဒီလိုမျိုးပြောခဲ့ကြပါမိ။အခုနောက်ပိုင်းမှာ PDF တွေကိုစကားရင်းမဖြစ်မနေထည့်ပြောလာရတဲ့အခြေအနေပေါ့။နောက်ခုကခုရက်ထဲမှာထုတ်လိုက်တဲ့ပြည်စုံဆွေးနွေးမယ်ဆိုတဲ့ကိစ္စကလည်း PDF တွေလည်းပါမယ်။နော်အားလုံးပြည်စုံဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးထုတ်တာပေါ့။ဒီလိုမျိုးသတင်းကိုသူတို့မထုတ်ချင်ပဲထုတ်ရတာဖြစ်ပါလိမ့်မယ်။ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားတာလားဒီသတင်းကိုမဟုတ်ပါဘူး။ဒီသတင်းဘာကြောင့်ထွက်လာတယ်လဲဆိုတော့စိတ်ဝင်စားတာပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ပြန်ပြီးတုံ့တက်ကြည့်မယ်ပေါ့ရှင်။နော်။ဒီမြို့နယ်လေးကိုနော်တောက်လျှောက်တောက်လျှောက်သိမ်းနေတယ်။နောက်တစ်ခုကဒီ ရုရှားကိုကတ်တယ်နော်တရုတ်ကိုကတ်တယ်အပူကတ်ပြီးတော့မှနော်အခုညီတောင်းပြီးတော့မှဒီလာရှိုးပြန်ရဖို့အတွက်စူးစမ်းတယ်အဲ့ဒီအချိန်မှာဒီရုရှားကလည်းပါလာတယ်ပေါ့နော်အဲ့ဒီအချိန်ကာလတုန်းကတော့ဒါမြောက်လိုင်းကမျက်နှာကြီးပြုံးဖြီးပြီးတော့အဲ့လိုကြီးပေါ့ရှင်နော်ဟုတ်အရန်ကျင်းနေတဲ့ပုံစံကြီးတွေ့ရတယ်အဲ့ဒီလိုပဲသူ့ရဲ့နောက်လိုက်အောက်ဆွဲများကလည်းဒီတိုင်းပဲဟာပြောနေကြတာပေါ့ရှင်နော်ဒါကျွန်တော်တို့ဗီဒီယိုခိုင်းတွေ့ရတယ်ဆိုတဲ့အခါကျတော့အဲ့ဒီအခြေအနေလေးတစ်ခုကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငလီလှုပ်လိုက်တယ်နော် ဒီငလင်လောက်လိုက်တာကလည်းစစ်ကောင်စီလုံးဝအထိခိုက်မခံတဲ့နေရာတွေကိုခြေကုပ်ယူထားတဲ့နေရာတွေကိုလှုပ်လိုက်တာဖြစ်ပါတယ်။အဲ့တော့သူတို့ရဲ့အုံအိုင်းတွေကိုလည်းငလင်လှုပ်ခတ်သွားတာဖြစ်တဲ့အတွက်တကယ်ထိသွားတာကြတော့ဒီစစ်တပ်ပဲဖြစ်တယ်ပေါ့နော်။ဘာထိသွားလဲဆိုလို့ရှိရင်ပြည်သူလူထုကိုဟိုမကူနိုင်ဘူးမကယ်နိုင်ဘူးဆိုတဲ့အရေးချင်းကိုဝင်ဝင်ရှင်ရှင်ပို့ပြီးမြင်လိုက်ရတယ်။ပထမ2024ထဲမှာဖြစ်သွားတော့က အချိန်ရှိသေးတယ်အဲ့ဒီအချိန်ကဘာလဲဆိုရင်ရေပေးလာတဲ့အချိန်မှာပြည်သူထောင်ကျော်တည်တယ်အိမ်လေးပါမြုပ်တယ်တရွာလုံးเนาะရေလွှမ်းဟိုလွှမ်းမိုးတဲ့အထိဖြစ်သွားတဲ့တဘာဝပြီးဒီတဘာဝလေးမှတဲ့ကเนาะစစ်တပ်ဟာဘာမှပြည်သူအတွက်လုံမလုံပေးခဲ့ဘူးဆိုတာကိုဒါတို့ထဲကလူတွေเนาะအဒီစစ်တပ်ရဲ့အာကျောင်းနောက်ခံလုပ်ပေးနေတဲ့လူတွေကိုယ်တိုင်ကမြင်တွေ့လိုက်ရအဲ့ဒီအချိန်ရှိတယ်ချင်း ဲ့ဒီအချိန်ကနေပြီးတော့မှအခုအချိန်နေမှာသူတို့ခြေကုပ်ယူလာတဲ့နေရာတွေမှာဒီပဲငလင်အလှုပ်ခတ်သွားတာမြန်မာပြည်အလဲပိုင်းပေါ့ရှင်နော်လှုပ်ခတ်သွားတာဖြစ်တယ်ဒီအပေါ်မှာလေပြည်သူလူထုကိုကူရကယ်ရမယ်ကိစ္စတွေကိုဘာတစ်ခုမှလုံးဝစိတ်မဝင်စားတာလုံးဝကိုလှစ်လို့ရှုပ်ပလိုက်ပြီးတော့မှနိုင်ငံတကာကိုခောက်ခောက်အလူခံတာမျိုးတွေလုပ်တယ်အဲ့ဒီကနေပြီးတော့မှတစ်စိငင်းငလင်ကိစ္စနဲ့တဘာဝဘေးအန္တရာယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကိုအကြောင်းပြပြီးနော်နိုင်ငံရေးအရတခြားနိုင်ငံတွေကိုချင်းကပ်ဖို့စူးစမ်းတယ်သူတို့အတွက် ဟိုကောင်းတာဖြစ်လာဖို့အတွက်စ조사ခဲ့တော်များလေတကယ်တမ်းကမဖြစ်လာခဲ့ဘူးเนาะတကယ်တမ်းကမဖြစ်လာခဲ့ဘူးအဲ့တော့ပြည်သူတွေကလည်းမပြောနဲ့တော့အရင်နှုံးနဲ့ကချင်းနေတာယွန်နေတဲ့ချင်ပတ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အခုငလင်ပေးဖြစ်သွားတဲ့အချိန်မှာပြည်သူတွေကပိုယွန်သွားတာအဲ့ဒီယွန်သွားတဲ့အဲမှာစစ်ကောင်စီရဲ့ကြောတော်နောက်ခံပေးနေတဲ့လူတွေလည်းပါတယ်เนาะဘာဖြစ်လို့လဲသူတို့ခံလိုက်ရတာဟုတ်เนาะသူတို့ရဲ့မိသားစုတွေခံလိုက်ရတဲ့အချိန်မှာသူတို့ကိုယ်တိုင်စစ်ကောင်စီကိုယွန်ရှာမုန်းတီးသွားတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီအပေါ်မှာ အမိတဟဲပြုတ်ပြီးတော့မှနိုင်ငံရေးထွက်ပေါက်ရဖို့စူးစမ်းတော့ညာလေအဲသူတို့ရဲ့အဲဒီပို့ပြီးတော့လူမုံများလာတဲ့နော်လူမုံများလာတဲ့ဟာကိုပဲသူကလက်ခံရခံစားရတာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အာဆီယံကိုသူတို့ကတ်တယ်အာဆီယံကလည်းနော်ပထမတော့ကျမတို့ကအာဆီယံဘာကြောင့်ဒီဝင်းအောင်လိုင်းကိုလူရတွင်းလာတလဲလို့စဉ်းစားနေတာပေါ့ဒါပေမဲ့အခုတော့တပြေးပြေးရုပ်လုံးပေါ်လာတာကဘာလဲဆိုရင်အာဆီယံဟာနော်ဒီ နျူကလ িয়ার တပ်ပေါင်းကိုကိစ္စအမာတွေကသူတို့ကတော်တော်စဉ်းစားနေပြီဖြစ်တယ်အခုငမင်းငလင်ကိစ္စမှာလေသူတို့မင်းနေကူတွေတစ်စစ်တက်ရဲ့အရေးချင်းသူတို့တိသွားပြီပြောမယ်ဆိုလို့ရှိရင်ပေါ့ရှင်ဒီကောင်ကလူမိုက်တာဆိုတော့ဘာမှလည်းမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးသူတို့တိသွားပြီပေါ့နော်အဲ့တော့အဲ့လိုတိသွားတဲ့အပေါ်မှာအာဆီယံကဘုံတော်အတူညီတဲ့ငါးချက်ထက်ကြော်လွန်ပြီးတော့နော်ဒီသဘောဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ချိန်ကပ်ဖို့စူးစမ်းလာတယ်လို့ကျွန်မထင်တယ်နောက်တစ်ခုကဒီမလေးရှားကနေပြီးတော့ကေဇေကြီးအဖွဲ့ကြီးနောက်တစ်တုပ်ထပ်လွတ်တယ်ဆိုတာလေဒီအဲ့ဒီမှာလေးလာတုံးတက်ဖို့လေပါလိမ့်မယ်ဒီနိုင်ငံရေးရ အဲတချို့ကိစ္စတွေပန်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဘေဘက်ကနေပဲကြည်ကြည်ဘလို့မှကောင်းမနေတဲ့မင်းအောင်လိုင်းမျိုးအဖွဲပေါ့နော်စစ်အုပ်စုပေါ့နော်ဆိုတဲ့အခါကျတော့အခုသူတို့ဒီသတင်းထုတ်လာတယ်ပေါ့ရှင် PDF တွေနဲ့ဆွေးနွေးမယ်ဆိုတဲ့သတင်းထုတ်လာတယ်ပေါ့ဒါပေမဲ့ပြည်သူဟာပြည်သူဟာတတန်နဲ့ထွက်ခဲ့တာဖြစ်တယ်ကိုအရင်အနေကအစပြီးအာဏာသိမ်းတဲ့ကတွေးတွေးမှာဆွေးနွေးစရာမရှိဘူးဆိုတဲ့အကြံနဲ့ပဲသွားခဲ့တာကဲအခုသူတို့ဆွေးနွေးမယ်ဆိုပြီးထုတ်ခဲ့တဲ့ပထမတစ်ခေါက်သတင်းလုံးကလည်းပြည်သူကဒီအတန်နဲ့ထွက်ခဲ့တာဖြစ်တယ်အခု နောက်ဆုံးဒီတစ်ခေါက်မှာနော်အခုအခုအချိန်ဒီရက်ချမ်းမှာထုတ်လာတဲ့တရင်အပေါ်မှာလေပြည်သူရဲ့အတန်ကတာပဲမဆွေးနေဘူးနော်လုတ်ဆရာရှိတာလုတ်နေဆိုတော့ဟာနဲ့ပဲသွားနေတယ်အဲ့တော့တစ်ချက်ကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့ရှင်မြင်းကလင်းဟာစစ်ကောင်စီကိုပို့ပြီးတော့ဟိုရိမ့်ရိုင်သွားစီတယ်ပို့ပြီးလှုပ်ခတ်သွားစီတယ်ဒါသမဝါကြီးကတော့မှပေါ့နော်ဒီမေဆိုးမင်းညစ်ကြီးကိုအပြစ်ပေးနေတလားလို့တောင်ထင်ရတဲ့အထိသူတို့မှတဘာဝဘေးအန္တရာယ်အကြောင်းတော်တော်ရိုက်ခတ်သွားတာဖြစ်နေအဲ့တော့ PDF တွေနဲ့တိုင်းရင်းသားလက်နက်ကင်နော်တော်လိုင်းအဖွဲ့တွေအားလုံးကဒီ ညင်းကလေးမလာခင်တည်းကမြို့သိမ်းတိုက်ပွဲတွေကတောက်လျှောက်တောက်လျှောက်လုပ်နေတာဖြစ်တဲ့အတွက်သူကနေမီတွေကိုနော်ပူပူပြီးဆုံးရှုံးလာတယ်နောက်ထပ်ဆုံးရှုံးဖို့လည်းရှိတယ်နောက်တစ်ခုကကျွန်တော်တို့အခုချိန်မှာဒီသတင်းပါကြောင်ထုတ်လာတာလေဆိုတော့ခန့်မှန်းလို့ရတယ်စစ်ကောင်စီလုံးဝချိန်နေနေတာဖြစ်တယ်လုံးဝအချိန်မခိုင်တော့တာဖြစ်တယ်နော်သူတို့အချင်းချင်းတည်းမှာကိုယုံကြည်မှုပြည့်ပြည့်နေတာဖြစ်တယ်နောက်တစ်ခုကစစ်လက်နက်ထုတ်လုပ်တဲ့နေရာတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတင်ပိုက်ထားတာဖြစ်တယ်ဝိုင်းနာကြတာဖြစ်တယ်အဲ့တော့သူတို့မှာဘာဖြစ်လာလဲဆိုရင်ဒီစစ်လက်နက်တွေထုတ်လုပ်ဖို့အတွက်အရင်မမီတော့ဘူးဖြစ်တယ် ဒီလက်အခဲရန်နေထုတ်လုပ်ဖို့အတွက်ဒီ budget သုံးဖို့အတွက်လည်းအဲတို့မှာအများကြီးလိုအပ်နေတာဖြစ်လို့ထုတ်လုပ်နိုင်မဲ့အဲဟိုပါပေါ့အရင်မမီတော့ဘူးရှင်နော်အဲ့လိုမျိုးဖြစ်လာတယ်နောက်ခုကရခိုင်ရခိုင်အေးအေးတက်တော်ရဲ့လုံဆောင်မှုသူတို့မြန်မာတီတီမြင်တွေ့နေရပြီဖြစ်တယ်အရေးချင်းကိုမြင်တွေ့နေရပြီလေရခိုင်ဟာရခိုင်ပြည်နယ်ကိုလက်ရှိချန်နေတဲ့မြို့တွေကိုဒီနှစ်ထဲမှာအပြီးသိမ့်ပိုက်နိုင်လိမ့်မယ်လို့ကျွန်မခန့်မှန်းမိတယ်ဒီနှစ်ထဲမှာရခိုင်ပြည်နယ်ကိုသိမ့်ပိုက်ပြီးရခိုင်ဟာဘယ်ဝင်ဝင်မယ်ဆိုရင်ဘကိုးကိုဝင်ဖို့လမ်းကြောင်းရှိနေပါတယ် တော့အခုလည်းဒါဘကူကိုဝင်တချို့ဒီရခိုင်ဘက်ကနေပြီးတော့ရခိုင်တက်တော်အေကဝင်နေဝင်ရောက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့မအားလားလို့စစ်အုပ်စုကအခုချိန်မှာတည်င်းမထုတ်ပေးတာပဲရှိတယ်နော်ဖုံးပြထားတာပဲရှိတယ်အတွင်းထဲမှာတော်တော်အချင်းကြီးမလှတော့တဲ့အချင်းတွေကိုမြင်တွေ့နေရတယ်ဘုံမတွေကတော့ရှောက်ပြောနေတာပေါ့ရှင်နော်ရှောက်អော်နေကြတာပေါ့နော်အဲ့တော့ တကယ်ကန်ဆိုးမိုးမောင်ကြနေတာလင်းနစ်စက်တိုက်ကန်ဆိုးမိုးမောင်ကြနေတာအဲ့ဒီစစ်အုပ်စုရဲ့အဲ့ဒီအာဏာရှင်စက်တိုက်ပဲဖြစ်တယ်အခုလေသူတို့ကိုကန်တရားကြီးကလုံးဝအခွင့်မပေးပါဘူးเนาะအဲ့ဒီလိုပဲနောက်ထပ် ဒီတဘာဝဘေးအန္တရာယ်တွေထပ်လာလို့ရှိရင်လည်းပဲသူတို့ကဒီထပ်ပို့ပြီးတော့ဟိုဆိုးရွားတဲ့လုပ်ရက်တွေကိုဆက်ဆက်တိုက်ဆက်တိုက်လုပ်နေဦးမှာပဲအဲ့တို့ပြည်သူကသူတို့ကိုချင်လာမယ်ရှင်လာမယ်အဲ့ဒီအချင်းအရာတွေကြောက်လေပြည်သူကနောက်မဆုတ်တာဖြစ်တယ်သူတို့ကတော့နိုင်ငံရေးကိုနော်ပြည်သူကိုဂရုမစိုက်တာပြောချင်တာသူတို့ကပြည်သူကိုလုံးဝဂရုမစိုက်တာပြည်သူကိုလုံးဝထဲမတော်ထားတာလုံးဝထဲမတက်ထားတဲ့အတွက်အာဆီယံနိုင်ငံတွေကိုပေါင်းပြီးတော့သူတို့ကိုလူယာသွင်းလာအောင်ဂျူစာချင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့အာဆီယံကအဲ့ဒီပုံစံမျိုးနဲ့လူယာသွင်းလာလိမ့်မယ်လို့ကျွန်မမထင်ဘူး ဒီချက်ပိုတဲ့ပါဝင်ပတ်သက်မှုမျိုးတွေကြည်လာလိမ့်မယ်လို့ကျွန်မတင်တယ်ဒီသားထဲမှာလည်းထွက်လာတဲ့သတင်းတွေကတော့အမျိုးမျိုးပေါ့ဗျအမေရိကန်ကဝင်မာလို့ဘာလို့ပေါ့နော်အမေရိကန်အဲအမေရိကန်ကဘင်္ဂလားဒေ့ရှ်ကနေတဆင့်စစ်ရေးကိုကူညီမယ်လို့တော်လန်ရေးကိုကူညီမယ်လို့ဒါတွေကတော့ထားလိုက်ပါတော့ဟုတ်လားမဟုတ်လားကျွန်မလည်းမသိဘူးဟိုဟိုအတီတကြလည်းယူလို့မရသေးဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုနည်းနဲ့ပဲဝင်လာဝင်လာဒါတွေကမကောင်းပါဘူးပြောချင်တာကဒါကကောင်းတဲ့အာဘက်ကိုသွားမှာမဟုတ်ဘူးဘယ်နိုင်ငံမှမဝင်လေကောင်းလေပဲအဲ့တော့ ုံလိုင်းရဲ့အခွင့်များနဲ့ပြည်သူများအားတင်းထားကြပါကျွန်မတို့လည်းလုံးဝအသာကြီးရနေတယ်လုံးဝစစ်တောင်စီကပြုတ်ကျဖို့အတွက်တဲတဲလေးပဲလိုလို့လေဆိုတာကိုပြောချင်တယ်အဲ့တော့စစ်ပွဲကြီးကြီးဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေချုပ်တင်ပြင်ဆင်ထားဖို့ကျွန်မအနေနဲ့